Hello အားလုံးပဲမင်္ဂလာပါ United Shoe ကနေကြိုဆိုပါရစေ။ဆိုတော့အတင်းကတော့ဘုံမောင်ရဲ့တောင်မှန်ကစားသမားဖြစ်သူစီမန်ယူကိုခေါ်ယူဖို့အတွက်အမှန်ကန်စိတ်ဝင်စားနေတယ်ဆိုပြီးတော့တပည့်တော် Staying ကတော့ NBC Sport မှာကျွန်တော်တို့ဘယ်တော့ပြောခဲ့တာတွေကျွန်တော်တို့ရှိတယ်။နီးပြ Ruben Amorin ကတော့ဘုံမောင်ကစားသမားဖြစ်သူစီမန်ယူကိုတော်တော်လေးကိုနှစ်သက်နေတဲ့နေရာမှာပါတယ်ပေါ့။ဘုံမောင်အတင်းရဲ့ဘက်ကတော့ဒီကစားသမားဖြစ်သူကိုလာမယ့်နေရာဒီအပြောင်းရွှေ့မှာရောင်းချမယ်ဆိုလို့ရှိရင် ပေါင်65သန်းနဲ့အထက်အလိုရှိနေတယ်ဆိုပြီးတော့ကျွန်တော်သိရတယ်။ဒါကတော့ဒါ David Ostein ကကျွန်တော်ပြောထားတာ။ဘယ်လိုပြောရမလဲ65သန်းဆိုတဲ့အခါကျတော့လေမလွယ်ဘူးပေါ့နော်အသင်းတွက်ကဟိုလက်ရှိ Modern Kit မှာတော့ဗျာကစားသမားတယောက်ကအချီနီလေးမြန်ကောင်းတယ်လို့ဖြစ်လာတယ်ဆိုလို့ရှိရင်ပေါင်သန်း60လောက်ကကျွန်တော်တို့စတယ်။စီမင်ယူဟာလက်ရှိပရီးမီးယားလိမှာဘုံမောက်တွေ့ဒီယာဒီ2024 2025မှာ 32ပွဲကစားထားတယ်။8ကိုတွင်ပြီးတော့4ကိုဖန်တီးပေးထားတယ်။32ပွဲမှာ72ကိုပါဝင်ပတ်သက်မှုရှိထားတယ်ပေါ့။ဒါဟာကြည်နဲ့ဆရာကောင်းတဲ့အချင်းညူကြီးတော့ကျွန်တော်တို့မဟုတ်ဘူး။ဒါပေမဲ့လို့ဒီကစားမရဲ့ကစားပုံတွေတယောက်ချင်းကြော်ဖြဲဟန်နေပါတွေကတော်တော်လေးကိုကောင်းနေပေါ့နော်။အသက်က25နှစ်ပါ။25နှစ်ဆိုတော့ အရင်ဒါကစားမတယောက်ရဲ့ဒါ prime time ကိုကျွန်တော်ရောက်နေပြီလို့ကျွန်တော်ပြောရမှာပဲ။နော်ဒါအပြင်ကျွန်တော်2024 2025မှာခုနကပြောသလိုပဲဒီ၈ကူးသွင်းပြီးတော့၄ကူးဖန်တီးထားတဲ့အဝါကက6ကယူထားတဲ့ကစားမနော်။ပြီးခဲ့တဲ့2023 2024ရာသီမှာတော့33ပွဲမှာသူ၈ကူးသွင်းနဲ့2ကူးပဲဖန်တီးထားတယ်။နော်2022 2023 2023မှာ17ပွဲပဲကစားရတဲ့2ကူးပဲသွင်းထားနိုင်တယ်။ဆိုတော့နော်ဒီရာသီ EFN Cup မှာပေါ့နော်ဒီဒီတပွဲကစားရတဲ့ကူးမသွင်းနိုင်ဘူး။2023မှာနှစ်ပွဲကစားတယ်ကိုမသွင်းနိုင်ဘူးဆိုတော့ လောက်ကြီးကြီးတော့ဗောနော်ရလက်တီအရာကတော့ဒီ stats တီဗောနော်ရလက်ဆိုရတဲ့အချက်လက်တီရအဲ့လောက်ကောင်းနေတဲ့တင်မှာတော့မပါဘူးပေါ့ဗျာဒါပေမဲ့ဒီ exam ကိုကျွန်တော်ကြည့်ရင်မြန်နေဗျာတိလား exam ကတော်တော်မြန်နေ physical ပိုင်းကျွန်တော်တော်တော်ကောင်းနေတယောက်ချင်းကြော်ဖြတ်မှုတွေတော်တော်ကောင်းနေကျွန်တော်ဘောလုံးပြီးတဲ့နေရာမှာလည်းဖန်တီးနိုင်စွမ်းနေကျွန်တော်တော်တော်ကောင်းနေတယ်မှာပါတယ်ပေါ့ဆိုတော့အသင်းရဲ့ narrow number 10မှာဒါတော်တော်ကိုအံဝင်ခွင့်ကြဖြစ်နေတဲ့ကစားမှာပေါ့ဒါအပြင် left attacking midfield အဖြစ်လည်းကစားနိုင်စွမ်းရှိတယ် left midfielder အဖြစ်လည်းကစားနေဆုံးရှိတယ်တောင်းပန်မှာဆိုတော့ဒါကြောင့်ပေါ့နော်စီမင်ညူကဒီအမြင်ပေါ်တွေလည်းပမာဏနေနေရှိတယ် physical band လည်း strong ဖြစ်တယ်ဆိုတော့အသင်းမှာအားနေတဲ့ဒီအဓိကအချက်တွေကိုသူကဒါဖြစ်နိုင်မဲ့အနေအထားမျိုးပဲဒါပါတော့ဗျာအမြင်ပေါ်တွေအားနေတယ်ဒီကောင်ကအမြင်ပေါ်တွေကိုကျွန်တော်တို့ကအရင်ကြီးကောင်းနိုင်မျိုးမဟုတ်တော့မှသူလူနိုင်စွမ်းရှိတယ်ပေါ့နော်ဒါအပြင် physical band မာတယ်ဆိုတာမျိုးကကျွန်တော်တို့အသင်းရဲ့တောင်းပန်ကစားမှတွေမှာမရှိတဲ့အရာပဲအာမက်ဒီယာလိုတို့ဂါနာချိုတို့အကုန်လုံးက physical တည်တည်လေးတွေ စီမင်ညူက physical band တော့ကောင်းနေတယ်မှာပါတယ်ဒါအပြင်တယောက်ချင်းကြော်ဖြတ်မှုလည်းသူကောင်းနေပေါ့နော်သူက left wing ကို right wing ကိုကစားနိုင်စွမ်းရှိတဲ့အခြေအနေမှာရှိတယ်ဆိုတော့ဒီလိုကစားမမျိုးကိုအတင်းဘက်ကစိတ်ဝင်စားတာတော့မဆန်းဘူးပေါ့လေဒါပေမဲ့လည်းပေါင်သန်း60ဆိုတာကြီးကအတင်းရဲ့ဘယ်လိုပြောမလဲကိုသုံးဆွဲမဲ့ပေါ့နော်ကျွန်တော်တို့ဒီ zone လေးကနေပြီးတော့လွတ်နေပြီလို့ကျွန်တော်တို့ထင်တယ် အောင်နှန်း65တန်းအနည်းဆုံးသူတို့လူချင်းနေဆိုတော့ United တက်နိုင်တဲ့အခြေအနေမှာကျွန်တော်မရှိပါဘူး။ဒါပေမဲ့လို့ MO ရင်းကတော်တော်ကိုသဘောကျတဲ့နေရာမှာပါတယ်လို့နော်။ Manchester United ကလည်း New Year ဒီမှာ MO ရင်းလိုတဲ့ကစားမတွေကိုဖြည့်ပြီးရမှဖြစ်မယ်ဆိုတော့ဒီအခြေအနေမျိုးတွေမြင်ထားတယ်ဆိုတော့မျောလင်းလို့တော့ရတာပေါ့လေ။နော်ကျွန်တော်တို့ဒီ Matthias Cunha တို့လိုကစားမတွေလည်းကျွန်တော်ရှိနေတယ်ဗျာ။ကိုရီပြစ်မှတ်ထဲမှာကျွန်တော်ကတော့ Cunha ကပူပြီးတော့တိတာတဲ့ပြစ်မှတ်လို့ကျွန်တော်ထင်တယ်ပေါ့နော်။ဒီ United အတွက်လာမယ့် New Year ဒီအပြောင်းအရွှေ့မှာ ်ဥပဟန်တန်စီကနေခေါ်ဖို့တွက်ကဆိုတော့ဥပဟန်တန်ကနေကုညာရှိမယ်လက်ရှိဘုံမောင်းကနေစင်မီညူကျွန်တော်တို့ရှိမယ်ကျွန်တော်အဲ့ဒီတည်းမှာဆိုလို့ရှိရင်ကုညာကိုပူပြီးတော့မလူချင်သေးတယ်တခြားအကြောင်းမို့ကစားမကခြေစွမ်းကတော်တော်ကောင်းတယ်ကျွန်တော်စင်မီညူထက်တော့မပူကောင်းတယ်လို့ကျွန်တော်ထင်တယ်ဒါပေမဲ့ကစားကစားမရဲ့ attitude ဘိုင်းကတော်တော်ကို arrogant ဖြစ်တဲ့တည်းမှာကျွန်တော်ပါတယ်ဗျာတိလာနော်ဆိုတော့အဲ့ဒါကအတင်းအတင်းမှာပြဿနာမတက်နိုင်ဘူးလို့ကျွန်တော်အာမခံလို့မရတဲ့အခြေအနေမျိုး ဘုံမောက်အတင်းမှာတောင်မှငါပဲဆိုတဲ့ပုံစံမျိုးကျွန်တော်ဖြစ်နေတာယူနိုက်တက်ကိုရောက်လာရင်ထပ်ပြီးတော့မဖြစ်နိုင်ဘူးလို့ကျွန်တော်တို့ပြောလို့မရဘူး။ဒါကြောင့်မနော်အတင်းအနေနဲ့တပိတော်စတင်ရဲ့ report ရဆိုလို့ရှိရင်စင်မင်ယူကိုခေါ်ဖို့အတွက်အမန်ကန်စိတ်ဝင်စားနေတဲ့နေရာမှာပါတဲ့ Ruben Amorim ရဲ့စိတ်ကြိုက် player တယောက်ဆိုပြီးတော့သူပြောထားတယ်။60တန်းအနည်းဆုံးတန်း60 65တန်း300ရမယ်ဆိုတော့အတင်းဘက်ကတကယ်ရအောင်ကျူးပန်းသွားလိမ့်မယ်လို့ကျွန်တော်ထင်ကြလား။ဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများတင်ပါတယ်။